ဩဃာသဩဃာသနဲ့ရွတ်ပြီးတော့ဘုရားရှိခိုးတာမျိုးတည်းတဲ့။ဥပြီးတော့အရေးကြီးတာတော့ဘုရားရဲ့ဂုဏ်တော်တွေကိုအာရုံပြုပြီးတော့ကမ္မထမ်းထိုင်တယ်လို့ပြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုနှလုံးသားဆင်ခြင်ပြီးတော့အချိန်များများဒီတရားတွေနဲ့ပြတ်စွာဘုရားကို ပူဇော်ပါတယ်ဆိုတာလို့အောင်လှုပ်ပြီးတဲ့အခါမှာကိုလှုပ်တဲ့ကုသိုလ်ကောင်းမှုတွေအားလုံးကိုမမြင်ရတဲ့တော်ဝါတွေ ကိုနိဗ္ဗာန်မှာရှိတဲ့အင်းကြောင့်နဲ့တွေပါတယ်ဒါတွေကိုအမြတ်တမ်းပေးဝေဟာအဲ့ဒီအမြတ်တမ်းပေးဝေခြင်းအဖြစ်ကိုတို့ကိုနဲ့သူတို့နဲ့ဟာမိတ်ဆွေဖြစ်သွားမိတ်ဆွေဖြစ်သွားခမင်းယင်းနိဗ္ဗူတွေရလာတယ်မိတ်ဆွေဖြစ်လို့ရှိရင်ကိုအနေနဲ့မရောက်အောင်သူကဟိုကြည့်ရှုပြီးဒူးမပြောနဲ့လေဒီဒီတာမမပြောနဲ့ အိမ်နာနီးရင်နဲ့တဲ့အောင်ပေါ်ရင်တော့မပဲကိုအိမ်ကိုကြည့်ပေးပေါ်ရမယ်မတဲ့ဘူးဆိုရင်မတိကြအောင်ဆောင်းနေမှာဘာကြီးဖြစ်